ီည IS တဲ့ပွဲမတိုင်ခင်မှာကျွန်တော်တို့ Chelsea အသင်းရဲ့နောက်ဆုံးရသတင်းတချို့ကိုတုံ့တက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။မင်္ဂလာပါဗျာကိုခိုင်း Chelsea TV ကနေအပြောင်းအညောင်များအားလုံးကိုကြိုဆိုပါရစေ။ဒီညတနာရီခွဲမှာ IS နဲ့ Champion League ပွဲစဉ်ကျွန်တော်ကစားဖို့ရှိပါတယ်။ဒီပွဲမှာတိုင်ခင် Chelsea နဲ့ဆက်ဆက်ရရှိထားတဲ့သတင်းတွေကိုကျွန်တော်ညကူနဲ့အတူတူဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်။ ။ပထမဆုံးသွင်းနေတဲ့တရင်ကတော့ JC ကပေါ်ပြထားတဲ့တရင်ပဲဖြစ်ပါတယ်။ IS တဲ့ Champion League ပွဲမတိုင်ခင်မှာပြုတ်လုတဲ့၄ချိန်ရင်အစီအစဉ်မှာ Chelsea အသင်းကွင်းလဲလို့ Enzo Fernandez ပါဝင်၄ချိန်ခဲ့တယ်လို့သိရပါတယ်။အခုမှပဲစိတ်အေးရတယ်။ဒီပွဲပါမပါဘူးအဲ့လိုမစိုးရင်အဓိကဒူးတန်ရာဆိုတော့ဘာဖြစ်သွားမှန်းမသိဘူး။ဘရိုလည်းသိတဲ့အတိုင်းပဲဒူးတန်ရာတွေကအခုနောက်ပိုင်းကစားသမားတော်တော်များဖြစ်ကြတယ်။ဖြစ်လာရင်လည်းအနည်းဆုံးတော့တစ်လလောက်နားရတဲ့ကစားသမားတွေကြီးပဲ။ International break တော့ Argentina လက်ရွေးစဉ်အသင်းနဲ့တူ လေးချင်ဆင်းနေတဲ့အချိန်မှာဒူးနာတဲ့အတွက်ကြောင့်လက်ရည်တင်တဲ့ကနှုတ်ထွက်သွားတယ်ဒီ Chelsea ကိုပြန်ပြီးတော့လာတယ်ပေါ့နော်အဲ့နောက်ဆက်တွဲမှာ Andrew Fernandez ရဲ့ဒဏ်ရာပြဿနာဒီကောင်းလားဆုလားကျွန်တော်မသိရတော့ဘူးဒါမဲ့ကျွန်တော်အဲ့တည်းကတော့ထင်ပါတယ်အရင်ဆိုးဝါးလာကြီးရတော့မဟုတ်ဘူးအနားပေးလိုက်တဲ့သဘောမျိုးပေါ့ Nottingham Forest ကိုအနိုင်ယူခဲ့တဲ့ဘွဲမှာအရင်ကမှတော့မပါလာဘူးပြိတက်ကြတော့လေစိုးရင်ကြတာပေါ့ဗျာဒါကျွန်တော်ကလေဒီ IS နဲ့ပွဲထက်နောက်လာမဲ့ပွဲစဉ်တွေမှာ Andrew Fernandez တခုခုဖြစ်မှာတော့စိတ်ပူမိတယ်ဆိုတော့အဲ့ဒါကိုပြိတက်အများစုက သဘောကျကြတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ appearance ကြောင့်ပေါ့။အပုံမဲ့တံလေးကလူငယ်လူရဲ့ပြပြီးအထာကျကျနဲ့ချစ်ဖို့ကောင်းတယ်ပေါ့ဗျာ။အဲ့ဒီကြောင့်သဘောကျတဲ့ပြိတ္တပူများတယ်ပေါ့။ဒါပေမဲ့ချစ်သွမ်းမိုက်နဲ့ပတ်သက်ရင်ဒါသူ့ရဲ့ appearance တဲ့တော့ခွဲခြားပြီးကျွန်တော်တို့မြင်ရလိမ့်မယ်။တောင်ရှိချေပေါင်တန်း100လောက်ယင်းနီးမြုံနယ်မှုပြုလုပ်ပြီးခေါ်ထားတဲ့ကွင်းလိုက်ကစားသမား2ယောက်ထဲမှာဆိုရင်မွာဆက်ကိုင်စီတို့ကတော့လက်ရှိအချိန်ပို့ပြီးပေးရတဲ့တန်ကြီးနဲ့ ထိုက်တယ်နဲ့ခြေသွမ်းမျိုးပြတ်တထားနိုင်တယ်လို့ကျွန်တော်ထင်တယ်။အဲဒါကအဲ့လိုဘောလုံးရသည်တရားသည်လုံးမွိုင်းဆက်ကိုင်ဆိုလိုတည်ငြိမ်နေတဲ့စွမ်းဆောင်ရည်မျိုးပြတ်တဲ့ခြေသွမ်းမျိုးကျွန်တော်မတွေ့ရသေးဘူး။စွမ်းဆောင်ရည်ပဲကောင်းတဲ့ချိန်ကျရင်အရင်ကောင်းတယ်။အတွေ့ခြေရိုက်ချက်တွေပေါ့နော်။ဘောလုံးပေးပို့မှုတွေ delivery တွေစောင့်ရင်းကောင်းတယ်။ဒါပေမဲ့တချို့ပွဲစဉ်တွေကြာရင်လည်းအဲ့လိုကြောင်ပြောက်နေတဲ့ပွဲမျိုးတွေရှိတယ်။ Andrew Fernandez အနေနဲ့အသက်ရွယ်လည်းအရင်မကြီးသေးတဲ့အတွက်ကြောင့်သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကိုတည်ငြိမ်အောင်လုပ်ဖို့တင့်တယ်။ Chelsea ကလည်း Andrew Fernandez လို့ကစားသမားမျိုးကိုလိုတယ်။ Fernandez ဒီအပလေးမိတ်ကင်းလုပ်ပေးတဲ့နေရာမှာတိတ်ကိုထူးကျွန်တဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်တကယ်တမ်းပြိုင်ဘက်အသင်းအား deep blocking system နဲ့ကစားနေတဲ့အချိန်ကြာရင်အဲဒါ Fernandez ရဲ့တိကျတဲ့ဘောလုံးပေးပို့မှုတွေဒီအဲ့လိုအချိန်ခါမျိုးမှာဆိုအရန်အတုံးဝင်တယ်ဆိုတော့အဲဒါတယောက်ဒီဒဏ်ရာပြဿနာကနေပြန်လဲကောင်းမွန်လာခြင်းနဲ့အတူမကောင်းမှုတွေပျောက်သွားပြီးတော့နောက်လာမဲ့ပွဲစဉ်တွေမှာလည်းခြေစွမ်းတည်ငြိမ်ဖို့ ျော်လင့်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ခင်ဗျ။ဘလုံးမွဲတွေကိုကစားချင်တယ်ဆိုရင်တော့စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘတ်ခွန်ရှိကို9ဒလုံးမစ်တူကိုမမာတစ်ဘောနဲ့ယူနစ်ပစ်ဘောနဲ့တင်တဲ့တပတ်နဲ့ချင်းလုံးကြီးတော့ကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်39963188380မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်โอเคဒီတစ်ခါဆက်လက်ဆွေးနွေးခြင်းတဲ့တတိယတော့ IS ပွဲနဲ့တိုက်ရိုက်တော့မသက်ဆိုင်ဘူးပေါ့နော်ဒါမှမဟုတ်လေကျွန်တော်တို့အနီးကပ်တွေတောက်လျှောက် ထိလာတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အန်လိုမာရက်စကာရဲ့ဖြည့်ရှင်းပုံလေးကိုကျွန်တော်ပြန်ပြီးတော့ဆွေးနွေးချင်တာမာရက်စကာရုပ်ကြည့်တဲ့ကတိတာပါတယ်ဟိုသဘောထားပျော့ပြောင်းမဲ့လူတယောက်ပုံစံမျိုးပေါ့နော်တကယ်တမ်းဒီအနီကက်တွေထိတဲ့ပုံစံကိုသူဖြည့်ရှင်းချက်ပေးသွားတာလေးရလဲနားလေလက်ခံချင်းစရာဖြစ်ပါတယ်အဲ့တော့ဒီ records တွေထိနေတဲ့အပိုင်းနဲ့ပတ်သက်ပြီးဘာပြောသလဲကျွန်တော်မှာကလေးလေးယောက်ရှိတယ်တဲ့တို့အမားလုံးမင်းကျွန်တော်တို့ဘာအပြစ်မှပေးလို့မရှိပါဘူးတို့လေးတွေကို ။သုံးမတဲ့နေရာမှာမှန်ကန်တဲ့နီးလန်းကိုပဲကျင့်သုံးဖို့အမြဲကြိုးစားပါရစေ။ကစားသမားတွေကိုလည်းဒီလိုနီးလန်းမျိုးနဲ့ပဲကျွန်တော်ကင်တွယ်သွားမှာပါ။ဘာလို့လဲဆိုရင်ဒီလိုမှန်ကန်တဲ့နီးလန်းကျင့်သုံးတာကျွန်တော်အကြိုက်ဆုံးဖြည့်ရှင်းနီးဖြစ်နေလို့ပါပဲတဲ့။တခါလေကြာရင်ဒီနီးပြတွေအရင် legendary ကစားသမားဟောင်းတွေပြောတဲ့စကားတွေကပြင်ပလူတွေထိုင်မှုဘဝတွေမှာပါသင်ငန်းစာယူတင်တယ်။ပွင့်လင်းပြောရင်ဗျာ ကျွန်တော်တို့ဆိုရင် aggressive နည်းနည်းဖြစ်တဲ့တဲမှာပါတယ်တခုခုကိုသုံးမမယ်ဆိုရင် oh hey ပြောဆိုချိန်မောင်းပြီးအဲ့လိုသုံးမခြင်းစိတ်ကများနေပေမဲ့အဲ့လိုပြောလိုက်တာတက်အဲ့လိုမာရက်ကပြောသလိုပေါ့နီလန်မန်တခုကိုချပြလိုက်တာကပိုပြီးကောင်းတယ်လိုက်လို့တာမလို့တာကတော့ဒပိုင်းပေါ့ဗျာဒါပေမဲ့အဓိက အပေါ်က manage လုပ်ရမယ့်သူဒီဒါမှမဟုတ်လေပြုတ်ပြင်ထိမ့်သိမ်းပေးရမယ့်သူဒီအဲ့လိုမာရက်ကသွားတဲ့နီလန်အတိုင်းကတော့လက်ရှိ modern ဘောလုံးလောကမှာပိုပြီး တင့်တော်တယ်အဲတခိတခါတော့တချို့နီးပြားကြီးတွေဆိုရင်ဒါကဒီနေ့ဩဇာအာဏာညောင်းပြီးဘယ်လိုပြောမလဲ conservative ဆန်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒီနီးပြားကြီးတွေကိုလည်းမကောင်းပြောတာမဟုတ်ကို့ထာနဲ့ကို့တူထာနဲ့သူပဲပေါ့အဲ့မဲ့နောက်ပိုင်းကမှာအဲ့လိုရင်ဖိအားပေးပြီးတော့ဩဇာအာဏာကြီးမားတဲ့ပုံနဲ့နီးပြားကလည်းသွားလို့လို့မရအောင်အဲ့ဒါဆိုရင်အတင်းအတွင်းရေးကပြဿနာဖြစ်နိုင်တယ်ဘရိုတိတဲ့အတိုင်းပဲလူငယ်တွေတယောက်နဲ့တယောက်ကဟို generation ပြောင်းပြောင်းလာတာနဲ့အတူပို့ပြီးတော့ အရေးချင်းတွေရှိလာကြတယ်အရေးသွေးတွေရှိလာကြတယ်အထိခိုက်မခံရဘူးအဲ့တော့ကြောင့်ပဲဒီအနီကက်တိတဲ့အချိန်အနီကက်တိတဲ့ကစားသမားကိုမာရက်စ်ကပြောဆိုပြစ်တင်ဝေဖန်တာတဲ့ဆိုင်နောက်တစ်ခါအနီကက်မထိအောင်ငါတို့ဘယ်လိုလုပ်ကြမလဲအနီကက်ထင်ငါတို့ရဲ့စိုးကျိုးတွေကဘာတွေနော်အနီကက်မထိရင်အကောင်းကျိုးတွေကဘာတွေအဲသူကိုယ်တိုင်လမ်းမှန်တစ်ခုကိုပြတာတော့အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်သူကိုယ်တိုင်လည်းအနီကက်ထိခဲ့ပေမဲ့ဒါတော့စိတ်လုံရှားမှုတည်တင်ကအမားလေးကြောင့်အနီကက်ပြပြီးတော့ထုတ်ပယ်ခံလိုက်ရတာ ပြည်တံကျူးလွန်တာတော့မဟုတ်ဘောနော်အဲ့တော့ပြောချင်တာမာရက်စကာရဲ့လက်ရှိအချိန်ကစားသမားတွေကိုကင်တွေတဲ့ဖြည့်ရှင်းမှုနီလန်လေးရတော့မစိုးလို့ယူဆတယ်တခုပဲကျွန်တော်ကအမြဲတမ်းဖျားဟောကိုခေါင်းထဲထည့်တယ်အဲ့ဒါဘယ်ကိစ္စမဆိုပဲမီစီမာပြည်ပဒါလမ်းစဉ်တိုင်းကျွန်တော်တို့သွားမယ်ကစားသမားတွေကိုအရန် short pot လိုးရင်လေအဲ့ကစားသမားတွေရဲ့နီးပြောက်ကိုအယူသေးတန်သွားမယ်အဲ့တော့ကြောင့်အလေလက်လမ်းစဉ်တိုင်းပေါ့နော်ဟိုကြက်တင်တာလဲကြက် short တင်တာလဲ short တဲ့ပုံစံမျိုးဟာအကောင်းဆုံးဖြစ်မယ်လို့ သုံးသပ်ရင်လည်းဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ